Every time သတင်းဌာနရဲ့အော်တိုဘားလ29ရက်တက်မနေသတင်းစီစဉ်တွေကိုတင်ဆက်ပေးသွားပါမယ်။စစ်ကောင်မရှင်ရဲ့နှိပ်စက်တပ်ဖြတ်မှုကြောင့်အသက်ဆုံးရှုံးခဲ့သူတွေအတွက်ဂျာမနီနိုင်ငံမှာဝိပုစုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။ KK ဘက်ကထွက်ပြေးလာသူ1500ကျော်ကိုထိုင်းရနာပိုင်တွေဖမ်းဆီးထားပြီးကြားဖြတ်ဝင်တွင်ပောက်ကွဲမှုတွေဆက်လက်ဖြစ်ပွားနေပါတယ်။ စစ်ကောင်မရှင်ကအာဆီယံဘုံ၅ချက်ကိုပူးပေါင်းဆောင်ရွက်တယ်လို့ဆိုပေမဲ့လိုက်နာမှုမရှိတာကြောင့်အစည်းအဝေးတယောက်ခွင့်ဆက်လက်ပိတ်ပင်ခံရပါတယ်။ရွေးကောက်ပွဲနီးလာတာကြောင့်ပြည်ထောင်စုလွှတ်တော်ဝန်ပြုပြင်မှုတွေကိုစစ်ကောင်ဆောင်မြောင်းနိုင်ဆစ်ဆဲခဲ့ပါတယ်။မြမအရေးဘုံသဘောတူညီချက်ဖော်ဆောင်မှုတိုးတက်မှုရှိလာတယ်လို့မလေးရှားပြောပါတယ်။ဒေါ်နယ်ထရန့်ကိုတက်တဲ့ထားပြီးထိုင်းနဲ့ကမ္ဘောဒီးယားမလေးရှားမှာပြည့်ရစာချုပ်လက်မှတ်ရေးထိုးခဲ့ပါတယ်။ စစ်တွေမှာအေနဲ့စစ်ကောင်မရှင်တို့လက်နက်ကြီးတိုက်ပွဲဆင်နွှဲနေပါတယ်တီးတိမ်မျိုးကိုစစ်ကောင်မရှင်ကလေချောင်းကနေနှစ်ရက်ဆက်တိုက်အင်အားထပ်ဖြည့်နေပါတယ်အေအရီတိုင်းရေကြီးနဲ့လေမျက်နှာမှာတိုက်ပွဲအချို့ရှိနေပြီးနှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်